ကဲဒီနေ့နိုင်ငံတော်ပြည်ယတိသာသနာတက္ကသိုလ်မှာတနစ်တာဆုံးဆက်ကလူတန်းရတဲ့ကုသိုလ်ကျင်းများကကွယ်လွန်သူ ဖခင်ကြီးဥပိ္ပဆွေအားဥပိ္ပဆွေမိခင်ကြီး တို့တောင်းရည်တို့အားယေစုပြီးတော့သာသမီးမြင်းမြစ်မိသားစုတွေကကုသိုလ်ကောင်းမှုလာရောက်ပြီးတော့ပြုလုပ်ကြတဲ့ကုသိုလ်ကောင်းမှုအခမ်းအနားဖြစ်ပါတယ် တကကြီးဒကမကြီးတွေချမ်းသာတဲ့ဧရိယာပုံနဲ့ထိုင်ပြီးတော့တရားနာလို့ရပါတယ်နော်ချမ်းသာတဲ့ဧရိယာပုံနဲ့ထိုင်ပါအဲဒီနေ့နိုင်ငံတော်ပရိယတ်ဒီသာသနာတက္ကသိုလ်မှာကုသိုလ်ကောင်းမှု လုပ်တဲ့အနေနဲ့တန်ခါတော်တွေကို ဆုံးကိုက်ကြတယ်သင်္ကေနဝကမ္မအစာဤသို့လူတိုင်းဝေရအပြာပြာတို့ကိုဆက်ကလူတိုင်းကြတယ် အဲ့တော့တာမန်အားဖြင့်ကြည့်ရင်ကတော့သုံးကပ်အလှူသင်္ကန်းအလှူဒီလို ပြောလို့ရပါတယ်မြတ်စွာဘုရားမိန့်တော်မူခဲ့တဲ့ကေဒါရဆက်တော်အဲ့ဒီမှာဘုရားအလောင်းတော်ပြောခဲ့တဲ့စကားနဲ့ပြောရမယ်ဆိုရင်ဒီနေ့အလှူတကအလှူမတည်း ပရိယတိတက္ကသိုလ်မှာဘာလာလောက်ကြတယ်လဲလို့မေးရင်အကျွေးလာဆက်ကြတယ်အကျွေးဆက်ခြင်းအလုပ်ကိုလုပ်ကြတယ်ယရဏပစ္စည်းတွေပေပို့ထုတ်ပြီးတော့မြုံနှံကြတဲ့အလုပ်ကိုလုပ်ကြတယ်ဒီလိုပြောလို့ရပါတယ်ကေရရဇတ်တို့ဒေသနာအသွားနဲ့ပြောမယ်ဆိုရင် အကျွေးဆက်တဲ့အလို့ယရဏပစ္စည်းတွေထုတ်ဖို့မြုပ်နှံတဲ့အလို့ကို လုံနေတယ်ဒီလိုပြောရပါတယ်အဲ့တော့အလို့တကအလို့မတကလည်းပဲမိမိတို့ဆုံးကတ်တယ်ဆိုတော့အတိလောက်တယ်မထားပဲနဲ့အကျွေးလာဆက်တယ်ယရဏပစ္စည်းတွေတန်ဖိုးကြည့်တဲ့ယရဏပစ္စည်းတွေကိုမိမိတို့တပိုင်းတန်းတိုင်းရသမျှ ိမ်စီထုတ်ပို့ပြီးတော့မြုံနှံနေတဲ့အလုတ်ကိုလုံနေကြတယ်ဒီလိုနားလည်ပါအဲ့တော့ဒီစကားကိုဘသူပြောခဲ့လဲဆိုရင်ဖရာအလောင်းတော်ပြောခဲ့တဲ့စကားဖရာအလောင်းတော်ပြောခဲ့တဲ့စကားဆိုပေမဲ့လို့ဖရာဖြစ်တဲ့ကပြန်ပြီးတော့ဟောတော်မူတော့ဖရာစကားပဲအဲ့တော့ဖရာစကားကိုမိမိတို့ဒီနေ့လိုက်နာပြီးတော့ဆောင်ရွက်နေကြတယ် ီလိုနားလည်ပြီးတော့လေဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါမယ်။အဲ့တော့ဘုရားအလောင်းတော်ပဲရှင်ကပြောခဲ့တယ်လေဆိုရင်ဘုရားအလောင်းတော်ပါရမီဖြစ်စဉ်ဘဝတစ်ခုမှာကျေမင်းဖြစ်ခဲ့ပါတယ်။ဘုရားအလောင်းတော်ပါရမီဖြစ်စဉ်တစ်ခုမှာဗာရဏသီမြို့ရဲ့အနောက်မြောက်တောင်ရဲ့မှာ တာလိတ်တိယလို့ခေါ်တဲ့ပုံနာရွာကြီးတရွာရှိတယ်။အဲ့ဒီပုံနာရွာကြီးမှာလေပိုင်းရှင် ပုံနာကြီးတယောက်ကလေကတထောင်လောက်သူပိုင်ပြီးတော့အဲ့ဒီလေလေကဒီမှာသူပိုင်တဲ့လေတွေမှာစင်းဟာတွေငှားပြီးတော့အချို့ဧက90အချို့ဧက100အချို့200 300ဒီလို စေရင်ငါတွေကိုလေတွေကိုငှားပြီးတော့အလုတ်ခိုင်းတယ်အဲ900ကိုတော့သူနဲ့ရင်းနှီးတဲ့စေရင်ငါတယောက်ကိုတာဝန်ပေးပြီးတော့ဒါအဲ့ဒီလေတွေကိုအလုတ်ခိုင်းတယ်အဲ့ဒီအချိန်မှာဘုန်းကြီးတို့ဘုရားအလောင်းကလည်းပဲအဲ့ဒီလေနဲ့နီနီနာနာလက်ပံတော်မှာကျင်းမင်းအဖြစ်နဲ့လာပြီးတော့ဖြစ်နေတယ် ဲ့ဒီပုံနာရဲ့လေကတလဲစပါးတွေမှဲ့တဲ့အချိန်ကြတော့လေနဲ့နိနိနာနာလက်ပံတော်ကကြေးသားတွေလာလာပြီးတော့အဲ့ဒီစပါးတွေကိုလာစားကြတယ်လေဆောင်တဲ့လူတွေကလေငားလုတဲ့လူတွေက6တန်တလား6ကြတယ်အော်သူတို့လည်းတရိစ္ဆာန်တွေပဲစားကြမှာပဲဆိုပြီးတော့ခွန့်လွတ်သမ ्या လည်းခွန့်လွတ်ကြတယ် အဲဒါပဲလို့အဲ့ဒီလေထဲမှာလာစားတဲ့ကြီးတွေထဲမှာကျေးသားတွေထဲမှာထူးထူးဆန်းဆန်းကြီးတကောင်ပါတယ်သူများထက်လည်းခန္ဓာကိုယ်ကြီးတယ်သူများထက်လည်းအယောင်ကတောက်ပါတယ်အဲသူကဝါအောင်လေးစားတယ်ဝါအောင်စားပြီးတော့သူပြန်တော့မယ်သူ့နေရာကိုပြန်တော့မယ်ဆိုရင်ကောင်းပဲဆိုတဲ့စပနန်းတွေ စပနံ35ခုသူ့ရဲ့ပါးစပ်မှာကိုက်ပြီးတော့ပြန်တယ်သူ့ရဲ့နေရာသူ့ရဲ့အတိုက်ကိုရအောင်ပြန်သွားတယ်အဲ့တော့လဲဆောင်းတယ်လေသမားကစဉ်းစားတယ်ဩတခြားငှက်တွေကတော့ဒီနေရာမှာပဲဝတ်အောင်စားပြီးတော့ပြန်ကြတယ်ဒီငှက်တကောင်ကတော့ပြန်ကန်နေရတော့ကောင်းပဲဆိုတဲ့စပနံနေကိုက်ကိုက်ပြီးတော့ပြန်သွားတယ်ဒီလိုသာရက်ကြလာရင်တော့ လေကွင်းတွေကစပားတွေတို့တို့ရော့သွားမှာပဲမဖြစ်ဘူးဒီအကြောင်းကို လေပန်းရင်ပုံနာကို ပြောမှဖြစ်မှာဆိုပြီးတော့လေပန်းရင်တထေးပုံနာကြီးကိုသွားပြီးတော့အကျိုးအကြောင်းသွားပြောသွားပြောတော့လေပန်းရင်တထေးကအာဒီလိုဆိုရင်ကတော့ဒီကြီးကိုဖမ်းမှဖြစ်မယ်ကျောက်ကွင်းထောင်ပြီးတော့ဖမ်းခိုင်းတယ်ကျောက်ကွင်းထောင်ပြီးတော့ဖမ်းခိုင်းတော့မိတာပါပဲဒါကြီးကိုမိတယ်မိတော့ လဲသမားကလဲစင်းငါကကြေးကိုဖမ်းပြီးတော့ပုံနာကြီးစီကိုယူသွားပုံနာကြီးကိုသွားပြပုံနာကြီးကမြင်တဲ့ဆိုရင်ပဲဒီကြေးကိုမြင်လိုက်တယ်ဆိုရင်လည်းပဲသူများထက်လည်းကန္တာကိုကကြီးတယ်အသွေးအရောင်တွေကလည်းသူများနဲ့မတူဘူးအမတန်တောက်ပြောင်တယ်ထုဆန်းတဲ့ကြေးပဲသူများတွေလိုဝအောင်စားပြီးတော့ပြန်လာလည်းမဟုတ်ဘူး ပြန်တဲ့အခါမှာလည်းပဲစပနံနေကြိုက်ကြိုက်ပြီးတော့ပြန်သွားတယ်ဆိုအကြောင်းရှိလိမ့်မယ်အဲ့တော့ငါမင်းမဖြစ်မယ်ဆိုပြီးတော့ပုံနာကမေးတယ်ကြေတာကိုအမောင်ကြေတာသင်ဟာဒီနေရာမှာဒီစဘာခွင်မှာတနေကုန်စားတာစားလို့မဝလို့မို့ကိုယ်နေရာရောက်မှာပြန်စားမယ်ဆိုပြီးတော့ဒီစပနံနေကိုကြိုက်ရှိသွားတာလားဒါပထမမေးတယ် မေတော့ကြေတာကပြောတယ်မဟုတ်ပါဘူးတဲ့ဒါဆိုရင်လည်းပဲအဲ့ဒီတင်တို့နေရာမှာလက်ပံတော်ကြေတာတွေနေတဲ့နေရာမှာစပါးတွေသိုလောင်တာဖို့အတွက်နေရာတွေမြတ်လောက်တာလို့အဲ့ဒီမှာသွားသိုလောင်ထားတာလားသိုလောင်ဖို့အတွက်ယူသွားတာလားဒါဒီလိုလည်းမဟုတ်ပါဘူးဒါဆိုရင်ငါရဲ့လေ ပြက်ပါစေတော့ဆိုပြီးတော့ငါ့ဘုံမှာရံညိုးနေမြာဒီစပါးတွေကိုဒီလိုဖြက်စီးနေတာလားဒါဘုံနာကမေးတယ်မေးတော့ဂျေတာကပြောတယ်မဟုတ်ပါဘူးလေဒါဆိုရင်ဘာလို့ဒီလိုစပဏ္ဏတွေကိုကြိုက်ကြိုက်ပြီးတော့ယူသွားတာလဲယူသွားရတဲ့အကြောင်းကိုငါသိချင်တယ်ငါကိုပြောပါဆိုတော့ဂျေတာကပြောတယ်အကြောင်းသုံးချက်အကြောင်းသူယူရတာပါ အကြောင်းသုံးချက်ကြောင့်ယူရတာပါဒီစဘာတွေကိုအဲ့ဒီအကြောင်းသုံးချက်ကနံပါတ်1အကျွေးဆက်ဖို့နံပါတ်2အကျွေးပေးဖို့နံပါတ်3ယရနာပစ္စည်းတွေမြုပ်နှံဖို့အတွက်ယူတာပါသုံးချက်ကျေမင်းကပြောတယ်နံပါတ်1အကျွေးဆက်ဖို့နံပါတ်2အကျွေးပေးဖို့ နံပါတ်3ယရဏပစ္စည်းတွေမြုံနံဘောအတွက်ယူတာပါဆိုတော့ပုံသားအံ့ဩသွားတယ်နေပါနေပါဦးနဲ့သင်တို့တရိစ္ဆာန်တွေမှာလည်းပဲအကျွေးပေးတယ်အကျွေးဆက်တယ်ယရဏပစ္စည်းမြုံနံနေဆိုတာဘယ်လိုအကြောင်းအရာတွေကို ပြောတာပါလဲငါသိအောင် ပြောပြစမ်းပါဆိုတော့ခြေမင်းခြေမင်းကပြောတယ်ပုံသား ျနှုတ်ဒီအသက်အရွယ်ရောက်လာအောင်ကျနှုတ်ကိုမွေခင်စကလေးကဥကပေါက်ကလေးကမိဘတွေကကျွေးမွေတုတ်တဲ့ဒီလိုချိမြောက်လာခဲ့လို့ကျုပ်ဒီအသက်အရွယ်ရောက်လာတာဒါမိဘတွေရဲ့ကျေးဇူးတရားဟာမိဘတွေပေးမိဘတွေက ပေးထားတဲ့အကျွေးတွေကျုပ်မှာအများကြီးရှိတယ် အဲ့ဒါကြောင့်မလို့ခုမိဘတွေကျုပ်ရဲ့မိဘတွေဟာအဲ့ဒီလက်ပံတော်မှာမိမိတို့ကျွန်ုပ်တို့နေရာလက်ပံတော်မှာအသက်ရွယ်ကြီးကြီးပြီးတော့မသွားနိုင်မလာနိုင် မပြန်နိုင်အတောင်ရှိပေမဲ့လို့မပြန်နိုင်တဲ့အခြေအနေမျိုးရောက်နေပြီအဲ့ဒီကြောင့်မလို့မိဘတွေကိုကျွေးဖို့အတွက်ဒီကယူသွားတဲ့စပါးတွေဟိုရောက်တော့မိဘတွေကိုကျွေးရပါတယ် ဲ့လိုကျွေးတဲ့အလုတ်ကိုရှေ့သူတော်ကောင်းတွေကအကျွေးဆက်တယ်လို့ပြောပါတယ်အဲ့ဒါကြောင့်မလို့အကျွေးဆက်ဖို့အတွက်ကျွန်ုပ်ယူတာဖြစ်ပါတယ်ဆိုတော့ဘုံနာအမတန်ဝမ်းသာသွားတယ်အော်လိမ်မာလိုက်တဲ့ခြေသားလေးသူ့အမေဖေတွေကိုကျွေးဖို့အတွက်ယူသွားတာကဲကောင်းပြီဒါအကျွေးပေးတာကတော့ဟုတ်ပါပြီအကျွေးဆက်တာကတော့ဟုတ်ပါပြီအကျွေးပေးတယ်ဆိုတာဘာပြောတာလဲ ုံနာကမေးတော့ကြေတာကပြန်ပြောတယ်အရှင်ပုံနာတဲ့ကျွန်ုပ်မှာဟိုမှာလက်ပံတော်မှာအတိုက်ရှိပါတယ်အဲ့ဒီအတိုက်မှာကျုပ်ကျွန်ုပ်ရဲ့သားလေးတွေသမီးလေးတွေအတိုက်ထဲမှာအတောင်ရှိပေမဲ့လို့မပြနိုင်မိဘူးပေါက်စားလေးပဲရှိသေးတယ်ကျွန်ုပ်ဒီကပြန်သွားပြီဆိုမှအဖြစ်သူတို့က ပဇာလေးတွေဟာဟာပြီးတော့တကြီးကြီးတကြာကြာနဲ့သူတို့တောင်းကြတယ်သမီးကိုကြွေးပါဦးသားကိုကြွေးပါဦးသမီးကိုကြွေးပါဦးသားကိုကြွေးပါဦးနဲ့ဒီလိုတောင်းကြတယ်ဒါကြွေးတောင်းတာပဲကြွေးတောင်းတာအဲ့ဒါကြောင့်မလို့ဒီလိုကြွေးကိုလည်းပဲဆက်ဖို့အတွက်ဒီလိုကြွေးကိုလည်းပဲကြွေးချဖို့အတွက်သားတွေသမီးတွေကိုကြွေးတယ်ဆိုတာဒါကြွေးပေးထားတာပဲ အဲ့ဒီကြွေးပေးဖို့အတွက်ကျွန်ုပ်ဒီစပားတွေကိုယူသွားရခြင်းဖြစ်ပါတယ်။ဟိုကြတော့သားတွေသမီးတွေကိုကျွေးရပါတယ်။ဒီလိုသားတွေသမီးတွေကိုကျွေးတဲ့အလုပ်ကို ရှေ့သူတော်ကောင်းတွေကအကျွေးပေးတယ်။ဒီလိုသတ်မှတ်ပါတယ်တဲ့။အဲ့ဒါကြောင့်မလို့ကျွန်ုပ်အကျွေးပေးဖို့အတွက်ဒီစပားတွေကိုယူသွားရခြင်းဖြစ်ပါတယ်။ဆိုတော့ဘုန်းသားကြီးကအမတန်ဝမ်းသာတယ်။ကဲဟုတ်ပါပြီ။အကျွေးဆက်တာလည်းဟုတ်ပါပြီ။ အကျွေးပေးတာလည်းဟုတ်ပါပြီရွှေအိုးမြုပ်တယ်ယရဏပစ္စည်းမြုပ်တယ်ဆိုတာဘာပြောတာလဲအရှင်ပုံနာတဲ့ကျွန်ုပ်နေတဲ့အဲ့ဒီလက်ပံတော်ကြီးမှာကျွန်ုပ်နဲ့ဆွေမတူမျိုးမဆက်တဲ့တခြားတခြားကြီးတွေအသက်အရွယ်ကြီးလို့ဝေးဝေးလန်းလန်းခုလိုစပားခင်းကိုဒီမလာနိုင်တော့ဘူးသူတို့မှာနိနိနာနာလေး ဟိုနာအစာရှာလိုက်ဒီနာအစာရှာလိုက်ဒါနိနိနာနာလိုက်ရှာပြီးတော့စားတော့ရတယ်မဝရေစားစားတော့ကြတဲ့ခြေအိုတွေကအများကြီးရှိပါတယ်ဒီလိုဆွေမတူမျိုးမဆက်ခြေအိုကြီးတွေကိုလည်းပဲဒီကယူသွားတဲ့သဗ္ဗနံတွေကိုမျှပြီးတော့သူတို့ကိုကျွေးရပါတယ်ဒီလို သွေးမတော်သမဆက်ပုဂ္ဂိုလ်တွေကို ပေးတာကန်းတာလှူတာတန်းတာကြွေးတာမွေးတာကို ရှေ့သူတော်ကောင်းတွေကယတနာရွှေအိုးမြုပ်တယ်လို့ခေါ်ပါတယ်ဟုတ်ဘုရားအလောင်းကဘုရားအလောင်းကြည်မင်းကပုံနာကိုဒါပြောတယ်ပြောတော့ပုံနာကအင်မတန်အံ့ဩပြီးတော့သူဘာပြောလဲဆိုရင်ပုံနာကြီးကဒီလို တရိစ္ဆာန်ဖြစ်ပေမဲ့လို့အတိညာရှိလိုက်တာအရှုအရှုလူတွေမှာအယံဓမ္မောနဝိသတိဧကိစေတုမနုဿေတုအယံဓမ္မောနဝိသတိအရှုအရှုလူလို့သတ်မှတ်ထားပေမဲ့လို့တဲ့အယံဓမ္မောနဝိသတိဒီလိုအကျွေးဆက်တယ်ဆိုတဲ့သဘောတဘာဝမရှိကြဘူးအကျွေးပေးတယ်ဆိုတဲ့သဘောတဘာဝကိုလည်းပဲအရှုကမလုပ်ကြဘူး ချွေးမြောက်တဲ့ယရဏပစ္စည်းယရဏပစ္စည်းတွေမြုပ်တယ်ဆိုတာဝေလာဝေအချို့အချို့ပုံကိုယ်တွေမှာမရှိဘူးတဲ့လူသားပါလူသားပါလို့တတ်မှတ်ထားတဲ့လူတွေတောင်မှမလုံနိုင်တဲ့ဒီအလုပ်တွေကိုဒီလိုကြီးသားတွေကလုပ်တာဝန်သားစီအကောင်းလိုက်တာဆိုပြီးတော့ပုံနာကြီးကသူ့ကိုကြီးညိုလို့ပြန်ပြီးတော့လွတ်တယ်လွတ်ယုံမကဘူးအမောင်จิตသားတင်းရဲ့ဆွေမျိုးတွေနဲ့တကွ ကျွန်ုပ်လည်းမှာသင်တို့ကြိုက်တယ်လို့စားကြပါစားဖို့အတွက်အလုံးခွင့်ပြုပါれဆိုပြီးတော့ဘုံလားကြီးကဒါခွင့်ပြုလိုက်တယ်အဲ့တော့ယရဏပစ္စည်းမြုပ်တယ်ဆိုတာယရဏပစ္စည်းသိမ့်တယ်ဆိုတာခုတရားနာနေတယ်ဒကာကြီးဒကာမကြီးတွေကိုယ်နောက်ကိုပါလာမဲ့ယရဏပစ္စည်းတွေဒါမြုပ်တာဒါသိမ့်တာဒါလူလောကမှာလည်းဒီအတိုင်းပါပဲ ယရဏပစ္စည်းတွေတံပိုးကြီးတဲ့ပစ္စည်းတွေကိုပိုင်ရှိနေတဲ့သူတွေကစားရည်အတွက်မပူပါဘူးဝိုးရည်အတွက်ကမပူပါဘူးနေရတိုင်းရည်အတွက်မပူဘာဖြစ်လို့လဲအခုမှတံပိုးကြီးတဲ့ယရဏပစ္စည်းတွေရှိတယ်ဒီပစ္စည်းတွေကိုထုခွဲပြီးတော့ဖန်တီးလို့ရတယ်အစားအသောက်ဖန်တီးလို့ရတယ်အဝတ်တွေဖန်တီးလို့ရတယ်နေရာတိုင်းကနေဖန်တီးလို့ရတယ် ဒါကုမရတနာပစ္စည်းစုထားပြီဆိုရင်အဲရတနာပစ္စည်းစုမထားဘူးဒါမှမဟုတ်လေတန်ဖို့နဲတဲ့ရတနာပစ္စည်းကို စုထားတဲ့သူတွေကြတော့ကိုစိတ်တိုင်းကြစီမံလို့မရဘူးကိုလိုရင်းတယ်လို့ကိုဖြစ်ကြတယ်လို့ဖြစ်လို့မရဘူးဘာဖြစ်လို့လဲကုမတန်ဖို့မရှိတဲ့ပစ္စည်းတွေရှိနေလို့ကိုလိုချင်တဲ့လောက်မရဘူး အခုမှတန်ဖိုးရည်တဲ့ယရဏပစ္စည်းရှိတာတဲ့ပုံကိုယ်တည်းကြတော့မဟုတ်ဘူးကိုချိုက်တယ်လို့သုံးလို့ရတယ်ဒီတိုင်းပဲကုသိုလ်တရားဆိုတာဒါနကုသိုလ်တရားတွေသီလကုသိုလ်တရားတွေဘာဝနာကုသိုလ်တရားတွေဆိုတာကိုပိုင်ပစ္စည်းတွေကိုနောက်ကိုပါလာမဲ့ပစ္စည်းတွေဘဝတန္တရာတစ်လျှောက်လုံးမှာဒီပစ္စည်းတွေကကိုအတွက်အစားစီမံပြည့်တယ်အဝတ်တွေစီမံပြည့်တယ် နေရာတိုင်းကနေစီမံပေးတယ်ဒါနကုသိုလ်ကောင်းမှုက စီမံပေးတာပဲမိမိတို့လှုပ်ထားတဲ့မိမိတို့နှလုံးသားတွေမှာမြုပ်နှံထားတဲ့ဟောဒီဒါနကုသိုလ်တွေသီလကုသိုလ်တွေဘာဝနာကုသိုလ်တွေကမိမိတို့ရဲ့နှလုံးသားတွေမှာမြုပ်နှံထားတဲ့ဒီစေတနာတရားတွေကဒီစေတနာဆိုတဲ့ယရဏပစ္စည်းတွေကဒီတပွအတယ်မကဘူး မိမိတို့ဘဝအတန်တရာတလျှောက်လုံးကိုယ့်နောက်ကို လိုက်ပြီးတော့မိမိတို့ကို ကောင်းကျိုးအမျိုးမျိုးပေးလို့မှုသူကိုယရနာပစ္စည်းမြှောက်နှံတယ်ဒီလိုသုံးဒါသူတော်ကောင်းတွေကတတ်မှတ်ကြပါလေကဲဒီနေ့ဆွမ်းကဆွမ်းမာဒီမိမိတို့လှုပ်တဲ့အလုပ်ကိုဘုန်းကြီးစောစောကပြောခဲ့တယ်အကျွေးဆက်တဲ့အလုပ် ယရဏပစ္စည်းမြုံနိုင်တဲ့အလုံးနှစ်ခုကို လုံနေကြပါတယ်ဒီလိုပြောခဲ့ပါတယ်အကျွေးဆက်တယ်ဆိုတာမိခင်ဘခင်ကျေးဇူးရှင်တွေရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့မိမိတို့ဘုရားကျေးဇူးကြီးခဲ့တဲ့မိဘတွေကိုအသက်တန်ကြာရှိစေမှာပြုစုလှုပ်ရွေးတာဒါအကျွေးဆက်တဲ့အကျွေးဆက်ခြင်းတစ်မျိုးပဲ။ အာကွယ်လွန်ပြီးတဲ့အခါမှာလည်းပဲအကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပြည့်ဝတယ်ဒါလည်းအကျွေးဆိုင်ကျန်တစ်မျိုးပဲအဲ့တော့တကယ်လို့များမိမိတို့ယေရှုတတဲ့ပုဂ္ဂိုလ်တွေကနှမျိုးနှံ့ွယ်တွေရောက်နေကြလို့ဒီကုသိုလ်ကိုသိနိုင်မြင်နိုင်ကြားနိုင်တဲ့ဘုရားမျိုးမှာရှိနေကြမယ်ဆိုရင်အမတန်ဝန်တာကြမှာသူတို့ဩတို့ရဲ့သားတွေသမီးတွေ တို့ရဲ့မြေတွေမြစ်တွေကတို့ကိုယေစုပြီးတော့ကုသိုလ်ကောင်းမှုလုပ်လုပ်ဖို့ရပါပြီတဲ့တော်ကြပါပြီတဲ့လိမ်မာကြပါပြီတဲ့ဆိုပြီးတော့သူတို့ကဝမ်းမြောက်ဝမ်းသာတာတို့ခေါ်ကြမှာဒါယေစုဆက်တာပဲဒီလိုတာတို့ကိုတော့သူတို့မှငကိုရထားတဲ့အစီအစဉ်ဥစ္စာတွေပို့ပြီးတော့တိုးတက်သွားတယ်ပို့ပြီးတော့ကြီးကျယ်သွားတယ်ဒါယေစုဆက်တာပဲဒီလိုလောက်ရင်းနဲ့မိမိတို့မှလည်းပဲ မိမိတို့ရဲ့နှလုံးသားထဲမှာကုဒါနကုသိုလ်စေတနာတွေဆုံးကတ်တော့ဆုံးအကျုံ၅ပါးကုသံဃာတွေကိုပြုမြော်ရတော့ကြီးညိုတဲ့တရားတရားစိတ်တွေသံဃာတွေချမ်းချမ်းသာသာဖွင့်ပေးကြပါစေဆိုတဲ့မေတ္တာတရားတွေဒါတွေမိမိတို့ရဲ့နှလုံးသားထဲမှာ အများကြီးယရနာပစ္စည်းအများကြီးစုထားတာဒီယရနာပစ္စည်းတွေဟာမိမိတို့ဘဝတန်တရာတလျောက်လုံးမှာ ကောင်းကျိုးမျိုးမျိုးကိုဆောင်ရွက်ပေးမယ် ီလိုရေမှန်ရစ်ထားပြီးတော့ဒီနေ့ဆုံးကတ်တယ်ရေလို့တာမန်အဖြစ်မြင်ပေမဲ့လို့နံပါတ်1အကျိုးဆိုင်တဲ့အလုပ်ကို လုပ်တယ်နံပါတ်2ယတနာပစ္စည်းကို မြုံနှံတဲ့အလုပ်ကို လုပ်တယ်ဒီလိုနားလည်ပြီးတော့ဆက်ကဆက်ကဒီလိုကျေးဇူးဆိုင်ခြင်းအလုပ်ယတနာပစ္စည်းမြုံနှံတဲ့အလုပ်ကိုဆက်ကဆက်ကဆောင်ရွက်နိုင်သောအလုပ်တကအလုပ်မများဖြစ်ကြပါစေ ဒီလိုဆက်ကဆက်ကဆုံရပြီတော့နောက်ဆုံးမှာဘုရားပိစကအရိယဘုံသူတော်ကောင်းတွေတိသွားမြင်သွားသောမညာဘုံညာနိဗ္ဗာန်ကိုလွယ်လွယ်ကူကူချမ်းချမ်းသာသာဖြင့်တိနိုင်မြင်နိုင်သောပုဂ္ဂိုလ်တို့များဖြစ်ကြပါစေဒီလိုအာရုံပြုစုတောင်းပြီးတော့ဘုရားအလောင်းတော်ဟောတော်မူခဲ့တဲ့ဂါထာနဲ့ဒီနေ့အနုမောဒနာကိုအဆုံးသတ်ရအောင် ကတံကတံဝိဇာနေယနိပါတေယနဝနဝံနိတိကုံဘံနိဒာပေယဧတဓမ္မောတဏန္တနောပန္တိတောကြောင့်ကျောမြောမြင်းသံပစဉ်ဖြင့်ဉာဏ်ရှင်မေတောင်း အမျိုးကောင်းသာအမျိုးကောင်းသမီးအပေါင်းသည်ကတံကတံသူတပါတို့ ပြုထားအဘုမြတ်ယေစုဟုအထူးရှိတောင်းကျွေးအောင်ကိုလည်း ဝိဇာနေယမျက်မပြတတိရှတဲ့ပြင်မပြပုံသေးပိဿလေယဤနဝနဝနောင်ခဏောင်းဤမြို့တော့တွေး၍မနေမလဲကြွေအသေးကိုလည်းဏိဒာပေယအမျက်မပြတတိရှတဲ့ပြင်မပြပုံသေးပိဿလေယဤနေတိကုံပံရိပ်ပမသွားရပါ၍ ထန်သာဆောင်ဖို့ယတနာမြတ်ရွေဦးကိုလေနိဒာပေယသောမိသိင်ထောက်ကုံးစွာလှုပ်၍မယုတ်ရစေမြုပ်နှံလေရာဤဧတာဧသောကျွေဟောင်းကိုချွေကျွေသည်ဝေ၍အမြုတ်တေရွှေအိုမြောက်ရိုးစင်ဆက်ဤသုံးချက်သည်တဏ္ဍတနောဘုရားပိစေကအရိယာပေါင်းသူတော်ကောင်းတို့၏ ထုံအောင်စင်လာဓမ္မတာကြီးဖြစ်ပါပေတော့တည်းကဲဒီနေ့ကုသိုလ်ကောင်းမှုကိုရည်စဲချအများဝေရအောင်ရည်စဲခွက်ခိုင်းကြကဲအလုံးလိုက်ဆိုရှင်ဘုရားတပြည့်တော်များသည့် အနန္တဂျေဇူးရှင်မိခင်ပခင်တို့ဤဂျေဇူးတရားကိုပြန်လဲဆက်တော်အဖြစ်ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြပါကုန်၏တပြည့်တော်တို့ဘဝတန်တရာတလျောက်ကောင်းကျိုးမျိုးမျိုးကို ဆောင်ရွက်ပေးမိရတနာပစ္စည်းကိုမြုံနှံတော်အဖြစ် ကုသိုလ်ကောင်းမှုကိုဆောင်ရွက်ကြပါ၏ဣဒံသောပုညေနိဗ္ဗာန်၌တပစ္စယောဟောတုတပြည့်တော်တို့ဤဤကောင်းမှုသည်နိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့ကောင်းဖြစ်ပါစေဤကောင်းမှုအဘုဘာကကိုအတူအဖျင်းအနန္တဂျေဇုရှင် မိခင်ဘခင်ဆရာသခင်ကျေးဇူးရှင်တို့အားအမြအမြပြေဝေငါပါ၏တပြည့်တော်တို့၏ကိုတွင်ကိုပအိမ်တွင်အိမ်ပလုပ်ငန်းဆောင်တာအရာရာတို့၌စောင့်ရှောက်ကြသောနိုင်ပေါင်းတို့အား၎င်းဤကြောင့်တည်း ဤပါဝန်ခြင်းအနိနာ၌ရှိကြကုန်သောမြင်အပ်မမြင်အပ်ပုဂ္ဂိုလ်ပေါင်းတို့အား၎င်းတရားမင်းယမမင်းအစိုးရမင်းတို့ကိုအစထား၍32ဘုံသာတတ်တော်အများအမြအပြဘေးဝေငါပါ၏ တတ္တဝါအလုံးအမြရာ၍ကိုယ်စိတ်နှပြချမ်းမှချမ်းသာကြသည်ဖြစ်ကြပါစေသောကဲအမြဝေအလုံးကြာကြသမြအမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတု อาลุนจาจาดัมยาอมยาอมยาอมยาจุดอมฟากงลอตาดุตาดุตาดุอาลุนจาจาดัมยาอมยาอมยาอมยาจุดอมมุจาฟากงลอตาดุตาดุตาดู